လူပုန်လေးတယောက်ဖြစ်ပေမဲ့ချစ်ပေမဲ့ဇနီးတဲ့ရှိပြီးအတွင်းညီညီတိတော့ဆယ်လီဖြစ်လာတဲ့ပေါပူရိုဇုံတွင်းအလုံးမင်္ဂလာပေါင်းဗမိစနောင်းကနေချုပ်ဆိုလိုက်ပါတယ်။ဖူးစာကစမ်းကြတဲ့သဘောရှိပြီးအောင်လန်သားပေါပူနဲ့မုံရသူစင်ပူရိုဟာတိတော့ကနေဖူးစာဆောင်ခဲ့ကြကောင်အခုဆိုရင်တော့တိတော့ဆယ်လီတွေဖြစ်လာခဲ့ကြပါတယ်။ပေါပူရဲ့နာမည်ရင်ကတော့အောင်ပြေဖြိုးကျော်ဖြစ်ပါတယ်။အသက်26နှစ်ပြည့်သွားပြီဖြစ်တဲ့ပေါပူကရာဇာဘောက်စီကအနုပညာလောကရဲ့ရောင်လက်တွဲခေါ်ပေးခဲ့ပြီးရာဇာဘောက်စီရဲ့တပည့်ဖြစ်တာကြောင့်ပေါပူဆိုတဲ့နာမည်ရသွားခဲ့ ခဲ့တာပေါ့။ပေါ့ပိုကတစ်တော့မှာတော့ဟာတော့ဗီဒီယိုလေးတွေတင်လေးရှိပြီးသူရဲ့ဇနီးတဲ့ဖြစ်တဲ့စိန်ပူကလည်းဘေးနားကနေပံ့ပိုးပေးပါတယ်။စိန်ပူကလည်းပေါ့ပူနဲ့ဘဝတူဖြစ်ကတစ်တော့ကသူတို့ကိုဖူးစာဆောင်အောင်အောင်းသွဲပေးတဲ့အရာတစ်ခုဖြစ်သွားခဲ့တာပေါ့။စိန်ပူမှာကိုရန်တော်မရှိရင်စိတ်မချလို့ကျွန်တော်ပဲကိုရန်တော်လုပ်ပေးပြစီဆိုတဲ့စကားတစ်ခုနဲ့ချစ်သူတွေဖြစ်သွားကြကသုံးလကြာမှလက်ထက်ဖြစ်ခဲ့တာပေါ့။အောင်လန်နဲ့မုံရွာကမြို့ချင်းဝေးပင်မဲ့လေတကယ်ချစ်တာကြောင့်နိစသွားခဲ့ကမိဘတွေကလည်းသဘောတူပေးခဲ့ပါတယ်။ တို့မင်္ဂလာပွဲကိုလည်းခက်ခဲနာနာကျင်းပခဲ့ပြီးလူအများရဲ့ဝေဖန်မှုတွေကိုပြောင်းလဲနိုင်ကြတာပေါ့။ပေါပူနဲ့ချစ်ပူတို့ကအရန်မောင်းလဲတူတလို့အချစ်တွေလည်းတွန်းညီတာကြောင့်လက်ထပ်ဖြစ်သွားခဲ့ကြပါတယ်။ပေါပူကရပ်ပူတာကြောင့်ငငယ်ကလေးကအနှံ့ခံခဲ့ရပေမဲ့သူ့ရဲ့အရက်ကိုဘယ်တော့မှစိတ်မပြတ်ဖဲဖြစ်တည်မှုကိုလက်ခံနိုင်တဲ့သူပေါ့။အရက်ပူပေမဲ့လည်းသူ့ကိုတုံနေအောင်ချစ်ပေးမဲ့ဇနီးတွေကိုလည်းပိုင်ဆိုင်ထားပါတယ်။ လူပိုလေးဖြစ်တာကြောင့်ကြိုက်မဲ့သူမရှိဘူးလို့ထင်ကြပေမဲ့လည်းနှစ်ယောက်သားလက်ထပ်ဖြစ်သွားခဲ့ကြပြီသူတို့အတွက်လေးကိုသတိထားမိလာကြပါတယ်တာမန်အရမောင်းရှိပေမဲ့ချစ်ပေမဲ့ရီစာတယောက်မှမရှိတဲ့သူတွေကတော့ပောက်ဖို့လို့ဇုံတွဲလေးကိုအားကျနေရတာပေါ့ ပပူဟာလူပိုလေးဖြစ်ပေမဲ့လည်း express ရင်လိုက်မှာစပယ်ယာအဖြစ်လောက်ကင်ပြီးတော့ရှောက်ဖွေးကျွေးမွေးတဲ့သူပေါင်းအိမ်တော်မချခင်ကလေးကစပယ်ယာလုပ်ပြီးအိမ်တော်ကြပြီးတဲ့နောက်မှာလည်းရိုးရိုးသားသားငွေရှောက်ဖွေးနေတဲ့သူပေါင်းအရပ်ပူပေမဲ့မလုံနိုင်ဘူးဆိုတဲ့အကြောင်းပြချက်တွေမပေးဘဲယောက်ျားပြပြသက်သက်လုပ်ချင်းနိုင်တယ်လို့တိမ်ပူကလည်းအိမ်ရှင်မပေးသားပါတယ်ပပူကိုနားလည်မှုလည်းပေးတယ်လို့စိတ်ပြတ်သွားခဲ့တာလည်းမရှိပါဘူးသူတသက်မှာအရပ်ပူလို့အိမ်တော်မချတော့ဘူးလို့ထင်ခဲ့ပေမဲ့လည်းနှစ်ယောက်သားအရန်ချစ်သွားကြပြီးလူအများအားကြရောက်တဲ့အတွေ့ဖြစ်လာတာပေါင်းစိန်ပူကချစ်ပူရဲ့အလုပ် ပ်တွေကိုပါနားလည်ပေးတဲ့အပြင်သူရဲ့ဖြစ်တည်မှုကိုလည်းလက်ခံပေးနိုင်တဲ့မင်္ဂလေးဖြစ်ပါတယ်။တကယ်အချစ်စနဲ့ချစ်သွားခဲ့ရင်ရုပ်ရည်တွေအရာမောင်းတွေကဒီကမဟုတ်တော့တာကြောင့်တကယ်ချစ်ပေးတဲ့သူနဲ့ဆုံတွေ့ခွင့်ရသွားပါတယ်။ ပေါပုနဲ့စိန်ဖို့တို့အတွက်လေးကလူပုဆုံးတွဲဖြစ်ပေမဲ့လည်းဘဝကိုအမငယ်ပဲစူးစမ်းနေကြတာပါ။ရာစာပေါက်စီကသူတို့နှစ်ယောက်ကိုအနုပညာနဲ့အသက်မွေးလို့ရအောင်ကူညီပေးတယ်လို့ပေါပုရဲ့မွေးနေ့ပွဲကိုလည်းကျင်းပပေးခဲ့ပါတယ်။မိသားစုဝင်တွေထဲမှာဘသူမှအယံမဖို့ပဲသူတယောက်ပဲဖုနေတာကြောင့်သစိန်နေရဲ့အနှိမ်ခံရတာအပြောခံရတာတွေရှိပေမဲ့လည်းရာစာပေါက်စီလိုကူညီပေးမဲ့သူတွေလည်းရှိတာပါ။ပေါပုကဆရာဖြစ်တဲ့ရာစာပေါက်စီရဲ့တွဲခေါ်မှုအတိုင်းဆက်လက်စူးစမ်းတော့မှာဖြစ်ပြီး လူရှင်တော်ဖြစ်ချင်တယ်လို့ဆိုပါတယ်။အနည်းပညာလောကထဲမှာချစ်ဖို့ကတော့အရက်ကိုသဘောမချတာကြောင့်အရက်တွေများများတောက်ပြီးကွယ်လွန်သွားခဲ့ပါတယ်။ဒါပေမဲ့ပေါ့ဖို့ကတော့သူ့ရဲ့အရက်ကိုအရှိတိုင်းလက်ခံပြီးဝါသနာပါတဲ့အနည်းပညာအလောက်ကိုဖြစ်မြအောင်စ조사တော့မှာပါ။ပရိသတ်ကြီးရောပေါ့ဖို့တို့အတွက်ရဲ့ဗီဒီယိုလေးကိုသဘောကျရလားဆိုတာပြောပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။